ကဲဟုတ်ပြီအဲ့တော့ဒီမှာ x ကတော့ x ပဲဒီမှာ minus 1လေးအဲ minus လေးရှိလာဆိုသူ့ရဲ့ရှေ့မှာဆိုတော့ minus ဆိုတာ minus 1မြောက်ဖော်ကိန်းဆိုတဲ့သဘောเนาะအဲ့တော့ဒီတိုင်းမဲ့ x က x တိုင်းမဲ့ရေးလိုက်ပြီးရင်ဇမ်ဘော်ဒီမှာ plus ထားလိုက် minus 1က minus 1လေးဖြားနာတူဒီထိပြီးရင်ဒီကောင်လေးက x minus 1 minus 3ပြီးသွားပြီးဒီ minus ကိုလည်းဆရာမတို့က minus 1မြောက်ဖော်ကိန်းထားမှာမလို့ plus ထားလိုက်ပြီးတော့ minus 1 minus 1မြောက်ပေါ်ကနေထားလိုက်တယ်ပြီးလို့ရှိရင် 2a plus y minus 4ဒီတိရလာတယ်ကြားရဆိုရင်ဆရာမတို့ခုနကဖြန့်ဝေရနဲ့ဒီတဲ့ဝင်ပြီးတော့မြောက်မှာပေါ့ဟုတ်ပြီလားဒီတဲ့ဝင်ပြီးဆရာမတို့မြောက်နော်အဲ့တော့ s က x ပဲဒါဆိုရင် minus 1နဲ့ x နဲ့မြောက်ရင်ဘာရမှာတော့ minus x minus 1နဲ့ minus y နဲ့မြောက်ရင် plus 1 minus 3နဲ့ minus 1နဲ့ပြောင်းလို့ရှိရင် plus 3ဒီဒီရလားတမင်နော်အဲ့တော့ဘယ်ဒီလိုပဲဆရာမတို့ဒီမှာဝင်မြောက်ဒီလိုဝင်မြောက်ဒါဖြန့်ဝေရတယ်မြောက်လိုက်ကြည့်လိုက်ကြည့်နော်အဲ့တော့ဒီမှာ minus 1နဲ့ plus 2နဲ့မြောက်တော့ဘာရမှာလဲ minus 2 8 minus 1နဲ့ plus 1နဲ့မြောက်ရင် minus 1 minus 1 is minus 4နဲ့မြောင်းရင် plus 4ဟုတ်ပြီနော်သမီးဒီဒီရရနော်ဒါမနော်သမီးဟုတ်ပြီအဲ့ဒီခါကျတော့ငါတို့ဒီမှာ plus h နဲ့ minus h ဆိုတော့ပြန်0ဖြစ်မှာပေါ့ဟုတ်လားသမီး0ဖြစ်သွားရင်နော်ဒါနဲ့ဒါနဲ့ဆက်လို့0ဖြစ်သွားပြီအိမ်နဲ့တူရာတွေစုမယ်အဲ့ဒီမှာဘာပဲရှိတော့လဲ minus 3ပဲရှိလို့ဆိုတော့ minus 3လို့ရှင်းထုတ်လား ပြီးရင် y ကိုကြည့်မယ်တွေ့မှာကျ plus y နဲ့ minus y နဲ့ဒါဆိုရင် plus y နဲ့ minus y တို့ဖြစ်သွားတာ0ဖြစ်သွားပြီဆိုတော့เนาะတမင်အဲ့နောက်တစ်ပါးကျန်လဲ plus 3နဲ့ plus 4အဲ့တော့အဖြေကဘယ်လောက်ဖြစ်မလဲ minus 2 a plus 7 okay ရပြီလားဟုတ်ကဲ့ရပါ okay ဟုတ်ပြီ